ဂျော်ဒန်နိုင်ငံမြို့တော်အန်မန်မှာရှိတဲ့လုံခြုံရေးအဆောင်အကျထူရတဲ့အစ္စရေးတပ်ရုံးမှာတနက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ဂျော်ဒန်နိုင်ငံသား2ဦးသေဆုံးခဲ့ပြီးအစ္စရေးတဦးပြင်းပြင်းထန်ထန်ထဏ်ရာရရှိခဲ့တယ်လို့လုံခြုံရေးသတင်းရင်းမြစ်တစ်ခုမှဖော်ပြထားပါရယ်အသက်18နှစ်အရွယ်ဂျော်ဒန်နိုင်ငံသားမိုဟာမက်ဂျဝါရာဟာအခင်းဖြစ်ပွားရာနေရာမှာပဲထဏ်ရာရင်းနဲ့သေဆုံးသွားခဲ့တာဖြစ်ပြီးအဲ့ဒီတပ်ရုံးကိုရောက်ရှိနေတဲ့ဆရာဝန်တဦးဖြစ်သူဘာရှန်ဟာမာနက်ကတော့ရရှိထားတဲ့ထဏ်ရာတွေကြောင့်ဆေးရုံကိုရောက်ရှိစင်မာသေဆုံးသွားခဲ့တယ်လို့လုံခြုံရေးသတင်းရင်းမြစ်တစ်ခုမှဖော်ပြ ြထားပါတယ်။ ထင်ရရရှိခဲ့တဲ့အစ္စရေးနိုင်ငံသားတအုပ်ကတော့အစ္စရေးတန်ယုံရဲ့လုံခြုံရေးဆိုင်ရာလက်ထောက်ဒါရိုက်တာဖြစ်တယ်လို့သိရပါဗျ။အစောပိုင်းမှာတော့အန်မန်မျိုးရာဗီယာရက်ကွက်မှာရှိတဲ့အစ္စရေးတန်ယုံမှာဖြစ်ပွားခဲ့တဲ့တနက်ပစ်ခတ်မှုကြောင့်လူတအုပ်သေဆုံးပြီးနှစ်ဦးထင်ရရရှိကအဲ့ဒီတရင်ကိုတော့ဇွန်လ23ရက်နေ့ညပိုင်းကရရှိခဲ့တာဖြစ်တယ်လို့တင်ညာချက်ထုတ်ပြန်ထားပါဗျ။အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေကိုတက်ဖြန့်ချထားပြီးလုံခြုံရေးတင်းကျပ်ထားတယ်လို့လည်းရဲတပ်ဖွဲ့ကတင်ညာချက်ထုတ်ပြန်ခဲ့ပါဗျ။ဒါအပြင်တနက်ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ကိုလည်းစုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။အစ္စရေးနဲ့ဂျော်ဒန်နိုင်ငံတို့ဟာ1994ခုနှစ်မှာငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့နှင်းမြေသတ်မှတ်ခဲ့တာဖြစ်ပေမဲ့လည်းတိမ်ပိုက်ခံအရှိဂျေရုဆလင်ဒေသမှာရှိတဲ့ဘာသာရေးအထွတ်အမြတ်နေရာတစ်ခုမှာအစ္စရေးဘက်ကလုံခြုံရေးတင်းကျပ်မှုတွေပြုလုပ်ခဲ့တာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနှစ်နိုင်ငံအကြားအခြေအနေတွေတင်းမာလာခဲ့တာလည်းဖြစ်ပါရယ်။ ဂျူးလူမျိုးတွေအတွက်တမ်ပန်မောက်လို့လူသိများပြီးအစ္စလမ်ဘာသာဝင်တွေအတွက်ဟာရန်အရှရစ်လို့တည်ကြတဲ့ဘာသာရေးအထွတ်အမြတ်နေရာမှာအစ္စရေးနိုင်ငံကလုံခြုံရေးတင်းကျပ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဇွန်လ22ရက်နေ့ကဂျော်ဒန်နိုင်ငံအမ်မန်မြို့မှာထောင်ပေါင်းများစွာရှိတဲ့ဆန္ဒပြသူတွေကလမ်းမတွေပေါ်ထွက်ပြီးစန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျော်ဒန်နိုင်ငံဟာဂျေရုဆလင်မြို့မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဘာသာရေးအထွတ်အမြတ်နေရာတွေကိုတရားဝင်ကာကွယ်ဆောက်ရှောက်ပေးနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ thank you